ဖြစ်လျက်ဘွားမှာတိုက်ပြီးအုပ်ဆိုးတဲ့ဘရင်တို့ဖြစ်ချင်သလားစိဘဩဇာကျေဝါချမ်းသာတဲ့တထေးတွေဖြစ်ချင်သလားကုသိုလ်လုပ်ငန်းနဲ့ပတ်သက်ပြီးမပေးပါနဲ့လို့ဒီလိုဆိုလိုတယ်နော်လူဘွားမှာလူချမ်းသာနတ်ဘွားမှာနတ်ချမ်းသာလောကမှာရှိတဲ့စိစိမ်ချမ်းသာတွေကိုလိုချင်တယ်ဆိုလို့ရှိရင်လည်း အပမရဟာအကောင်းဆုံးလို့ချီးမွမ်းရမှာဖြစ်တယ်အပမရဆိုတဲ့တရားတစ်ခုဟာချီးမွမ်းပြောကြရမယ်အရာဖြစ်တယ်ဒိဋ္ဌိတံမေစယော အထောယောသထောသမ္ပရာယိကောအထာဝိတမယာဓိရောပဏိတော်တိပောသတိဆက်မြတ်မောဘုရားမှာလည်းပဲကောင်းကျိုးချမ်းသာတွေရခြင်းနဲ့နောင်ဘုရားမှာလည်းကောင်းကျိုးချမ်းသာတွေရခြင်းနဲ့အခုလည်းကောင်းနောင်လည်းကောင်းအစဉ်ကောင်းမှုအတွက် လိုက်နိုင်ရမယ့်တရားတစ်ခုကိုပြောပါဆိုရင်အပမာဒပဲပြောရမှာဖြစ်တယ်အပမာဒဆိုတဲ့တရားဟာအခုလို့နိဗ္ဗာန်ရဖို့တက်တာအရေးကြီးတာမဟုတ်ဘူးလောကလူတွေနေစဉ်စီးပွားဥစ္စာရှားနေတဲ့အခါမှာလည်းအရေးကြီးတယ်ဆိုတာကိုဘောဂေပတ္ထယမာနေနဥလာရေအပရေအပရာပရိတကယ်ကိုနှစ်သက်မြတ်လို့ွယ်ကောင်းတဲ့ကောင်းပြီဆိုတဲ့အသုံးဆောင်စီးစိတ် ဥစ္စာတွေကိုလူချင်းနဲ့ဆိုလို့ရှိရင်အပမဒံပတန်တန်တိပုံညာကရိယာသူပဏိတာကုသကောင်းမှုလုပ်ဖို့မမေ့ပါနဲ့ကုသတရားတွေပေါ်မှာမမေ့တဲ့အပမရဆိုတဲ့တတိတရားဟာကောင်းဆုံးပဲ